ဗမာရီနေပါတယ်ဆိုတော့အင်းအင်းဝါနဲ့ဟန်တာဝီရောနိုင်ငံကွဲသေးတာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒါထူးတဒါကုန်းတွေကိုတခြားပြနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြီးတော့တောင်းဆိုချင်ပါတယ်ကွဲလိုက်ပေါင်းလိုက်ကွဲလိုက်ကောင်းလိုက်ကွဲလိုက်ပေါင်းလိုက်ကွဲလိုက်ပေါင်းလိုက်နေမြန်မာနိုင်ငံကနော်ရခိုင်ကလည်းပြောသူ့ကိုသူညဝရီတဲ့နော်ကြရကလည်းကနရဝရီတဲ့ မောကလည်းယာမညာတဲ့အင်းဝပြီးဟန်တာဝရီပြီးမော်ရှန်၆စိတ်လောက်ကို꿰ပြီးပြန်ပေါင်းသွားတာလည်းရှိတယ်ခင်ဗျားတို့ဘူးသူရရအောင်ခင်ဗျားတို့နားထောင်နော်ကျုပ်ကိုဒီမှာဝေဖန်နေလို့ဘာမှလည်းမခံစားဘူးဘာမှလည်းမပြောခင်ဗျားတို့လက်ညောင်းတာလည်းဖတ်တယ်မယ်ဟိုခင်ဗျားတို့စာရေးတိုင်းခဏထားယူကျုပ်ပြောတာလေးကိုနားစိုက်ထောင်ကြည့်နော်နားစိုက်ထောင်ကြည့်ခင်ဗျားတို့အကျိုးရှိတယ်နားထောင်ကြည့် မြန်မာနိုင်ငံဒီလို6စိတ်ကွဲခဲ့တာမဟုတ်ဘူးလားဟုတ်တယ်လေမှန်တယ်လေအခုလိုမျိုးလဲ6စိတ်ကွဲသွားနိုင်တယ်လေကွဲသွားနိုင်တာပဲကွဲသွားနိုင်တာပဲအဲ့မဲ့ကွဲသွားတိုင်းတော့ပြည်မာကြီးဖြစ်တဲ့ရန်ကုန်နေမန္တလေးတွေကတော့လုံလုံကြီးမြေပြင်ပေါ်ပျောက်ကွယ်သွားမှာမဟုတ်ဘူးလေဒီအစိုးရလည်းလုံလုံကြီးပျောက်ကွယ်သွားမှာမဟုတ်ဘူးလေမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာတွေနေဆက်ကိုရောက်နေရနေပြီးတော့ပြည်မာကြီးရဲ့ကိုကြုံသွားတယ်ဒါအမှန်တရား ပြည်မာကြီးတော့ကျုံသွားတယ်အချုပ်ချာအာနာဒီနေဆက်နေဆက်ဒေတာကနေပြီးတော့ပြည်မာကြီးတော့ကျုံသွားတယ်ဒါပေမဲ့ဒီနေဆက်ဒေတာတွေကိုလုံလုံဆုံးရှုံးလဲရတာဆိုတာမဟုတ်ဘူးလေဒီနေဆက်ဒေတာတွေကိုလုံလုံဆုံးရှုံးသွားတာလည်းမဟုတ်သေးဘူးတိုက်နေတော့မဲနော်ဘူးဒီတော့မောင်တော်အထီကိုတက်ကနေပြီးအချိန်မေးသွားလို့ရတယ်ခင်ဗျားတို့ရေကုန်းလန့်သွားလို့မရရင်ရေလန့်သွားလို့ရတယ်လေလေတဲ့အင်အားသွားလို့ရတယ်မြန်မာနိုင်ငံအကျယ်ကြီးပါအရှိတောင်အရှမှာ ်အရှိတောင်အာရှမှာအင်ဒိုနီးရှားပြည်မြန်မာနိုင်ငံအကြီးဆုံးအရှိတောင်အာရှတီမောလက်စတိုင်းနဲ့ပါမယ်17နိုင်ငံအဲ့17နိုင်ငံထဲမှာမြန်မာနိုင်ငံကအင်ဒိုနီးရှားပြည်ဒုတိယအကြီးဆုံးကုန်းမြစ်တစ်စီးတစ်လုံးနဲ့ရှိတဲ့နိုင်ငံထဲမှာမြန်မာနိုင်ငံအကြီးဆုံးတရုတ်နဲ့အိန္ဒိယလောက်သာမကြီးတာ ကျန်တဲ့အရှိတောင်အာရှနိုင်ငံအားလုံးတော်တော်များများထက်ကိုကြီးတယ်ဒီမှာနိုင်ငံကဒါကြောင့်မို့မျိုးလေး၁၀မျိုးတိမ့်လိုက်ပြီးတော့တမျိုးလုံးငါတို့ကပြအောင်မြင်နေပါပြီဘယ်ဒါမျိုးကလူဦးရေကျဲပါပြီးတော့တရုတ်အများစုရှိတဲ့ပြောမယ်ဆိုလို့ရှိရင်သူတို့တိုင်းရင်းသားအများစုရှိတဲ့နေရာတွေမှာဆိုရင်တော့အဆင်ပြေတာပေါ့ပြည်မာကြီးပြည်မာကြီးမျိုးတွေမှာခုကောလင်းမျိုးသူတို့တိမ့်နေပေါ့မတိမ့်ပါဘူးကောလင်းမျိုးကောလင်းမျိုးကမျိုးပြတ်သွားပြီးတော့ဘယ်သူမှမနေတာအဲ့မျိုးမှအဲ့ဒီမှာတိုက်ပွဲတွေဆက်ဖြစ်နေတာယူယူတိမ့်လိုက်ပြီးအုပ်ချုပ်နေနိုင်တာမဟုတ်ပါဘူးတောက်လျှောက်စစ်တွေပြန်ဖြစ်နေတာလေ အဲ့တော့မျိုးနေလူကြီးရဲ့သုံးပုံပုံတစ်ပုံတော့ဝဲပြန်နေရတာအဲ့တော့ခုကုတ်ခုအခုတိမ့်လိုက်တယ်ဆိုတဲ့မျိုးတွေမှာ လူတွေနှလုံးစိမ်ဝင်အေဂျင့်ဆိုတာနဲ့စိတ်ချလက်ချဖြောက်အောင်သွားနေနိုင်ပြီလားစစ်တပ်ကတိမ့်ထားတယ်ဆိုတဲ့မန္တလေးတို့ရန်ကုန်တို့မှာတော့အကုန်လုံးကရောင်းဝယ်ဖောက်ကစားတော့ပြီးတော့လက်လက်ပတ်နေတယ်တပုံတွေတိမ့်ထားတဲ့နေရာတွေကဘယ်သူမှမလဲပတ်သေးဘူးဟုတ်ပြီဒီတိမ့်ထားတဲ့နေရာတွေကို AA ရအုပ်ချုပ်မှာလား TNL ရအုပ်ချုပ်မှာလား PDF ကအုပ်ချုပ်မှာလား NUG ရအုပ်ချုပ်မှာလား MND ရအုပ်ချုပ်မှာလားဝါအုပ်ချုပ်မှာလားခင်ဗျားစဉ်းစား ဝါအရင်ပေါ်လာလားအန်ယူဂျီအရင်ပေါ်လာလားဒီမြောက်ပိုင်းအဖွဲ့သုံးဖွဲ့ဒီအန်ယူဂျီတပည့်လားဝါရဲ့တပည့်လားအန်ယူဂျီအမေရိကန်လူအမေရိကန်မှာရှိတာဒေါ်စင်မအောင်တို့ကတော့အမေရိကန်ရဲ့တပည့်တွေဟုတ်ပြီအမေရိကန်ရဲ့တပည့်တွေကိုတရုတ်ကပါလဲဘယ်နှပြားပေးဝယ်ထားတာလဲဆိုတော့ခဏတော့စဉ်းစားကြည့်ဝါကအန်ယူဂျီထက်ကိုဒါနှစ်ပေါင်းကို30လောက်စောပြီးပေါ်နေတဲ့ဖွဲ့စည်း အခုမှပေါ်လာပြီးတော့မှခင်ဗျားတို့စီကိုလာပြီးတော့လက်အောက်ခံပါမယ်ဆိုပြီးဝါးလောက်မှာလာအဝိုင်းအောက်မှာမှတပည့်ဝါတဝိုင်းအောက်မှာမှ TNL လေးတို့ AA တို့နော် MNDU ဆိုတာဒါဝါးကိုဟိုပြောမယ်ဆိုအကူကြီးတောင်းပြီးတော့မှဒီပွဲကိုဆင်နေတာဒီနောက်မှတရုတ်ရဲ့ဟိုဟာပေါ့စပိုးမရှိဘဲနဲ့လေဒါမရနိုင်ဘူးအလုံးခြုံပြီးကြီးလိုက်မယ်ဆိုလို့ရှင်ဒီမြောက်ပိုင်းအဖွဲ၃ဖွဲ့ကအန်ယူဂျီရဲ့တပည့်မဟုတ်ဘူးဝါရဲ့တပည့်ဝါနောက်မှာတရုတ်ရှိတယ်ဒါအလုံးသိတယ် ဘာလို့တရုတ်ကဒီလိုလုပ်တာလဲကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတရုတ်သူတွေအများကြီးနင်းနေတဲ့အတွက်ကြောင့်မလို့ဒါမီးစိမ်းပြလိုက်တာသူဝင်တိုက်တာမဟုတ်ဘူးเนาะသူမီးစိမ်းပြလိုက်တာအဲ့တော့ဒီမျိုးတွေမှာဟိုပါပေါ့အာဒီမျိုးတွေမှာအခုဆိုလို့ရှိရင်ကွမ်းလုံတိမ့်လိုက်ပြီဆိုပြီးတော့တိမ့်ပြီးတော့ဗာလဲမျိုးပြအုတ်ချုပ်ရေးလက်ပတ်နိုင်ပြီလားအဲ့ကွမ်းလုံအုတ်ချုပ်မှာဘယ်သူအုတ်ချုပ်မှာလဲ TNL ရဲ့အုတ်ချုပ်မှာလားဒါမှမဟုတ် MND ရဲ့အောက်ချုပ်မှာ MND ရဲ့အတွက်သူတို့အုပ်ချုပ်မှာတဲ့ဒါဆိုလို့ရှိရင်အဲ့ဒီမှာတေပေးလဲရတဲ့ AA တွေကဒီဘိန်းတရုတ်တွေအတွက်ကိုဒီရခိုင်သားလေးတွေတေပေးလဲရတာနှစ်မျိုးစရာကြီးအားလုံးသိတယ်ဖုံချရှင်ဆိုတာဘိန်းတမြမှန်းသိတယ်လက်ရှိဟိုကိုကန့်ဒေတာမှာတော်တော်များဘိန်းနဲ့မကင်းကြဘူးတကဘာလုံးသိတယ်အမေရိကန်တို့အင်္ဂလန်တို့ကအစသိတယ်ဆိုတော့ဒီဘိန်းတမြတွေအတွက်နေရာပြင်ရရှိရေးအတွက်ကိုဂျိုးသားလာတဲ့ရခိုင်ပြည်သူလူထုရခိုင်အမျိုးကောင်းသားလေးတွေတေပေးလဲရတယ်လက်ဖက်ဆိုင်စားတဲ့ ပလောင်လေးတွေသေးပေးလိုက်ရတယ်ဆိုတော့ခင်ဗျားတန်လာစင်စားထောင်နဲ့ချီသေးတာเนาะတယောက်နဲ့ယောက်သေးတာမဟုတ်ဘူးအားလုံးကအမြောက်တွေတည်းနဲ့ကြီးစံစစ်တွေနဲ့ပြစ်ကြတာစစ်တကားတော့သေးတယ်ဒီဘက်ကဘာမှမဖြစ်ဘူးဆိုတာအဲ့အမှားကြီးခင်ဗျားတို့အမှားကြီးကိုမီဒီယာကနေခင်ဗျားတို့တတ်နေတာမီဒီယာကနေပြီးတော့ဒါကြောင့်ပြောချင်တယ်เนาะဒီမှာလူမျိုးရေးတွေမထည့်နေတယ်လူမျိုးရေးကိုအခြေခံပြီးတော့သူတို့ကနိုင်ငံရေးလုပ်နေတာလေလူမျိုးရေးထည့်မပြောလို့ဘယ်လိုကြော်ပြောမှာလဲလူမျိုးရေးကိုအခြေခံပြီးလုပ်နေတာလေ လူမျိုးရေးကိုလူမျိုးရေးအစွမ်းရောက်ဘာသာရေးအစွမ်းရောက်ပြီးတော့လုပ်နေကြလေပြည်တော်စုစိတ်တဲ့တောင်းနေတဲ့အဖွဲ့ဘယ်နှဖွဲ့ရှိလို့လဲပြည်တော်စုစိတ်တဲ့တောင်းနေတဲ့အဖွဲ့တဖွဲ့မှမရှိဘူးထပ်ပြောလိုက်မယ်နော်အခုဗိုလ်ချုပ်မွေးမြောင်းလိုင်းရဲ့မိသားဗိုလ်ချုပ်မွေးမြောင်းလိုင်းတဝဲသူမိမရခိုင်အခုယာယီသမရမွန်ခမရပြေဗမာလေးအုပ်ချုပ်နေရဆိုယာယီသမရမွန်ခုကာကျုပ်ကကျတဝဲလူမျိုးမိမရခိုင်လေး ခမစဉ်းစားကြည့်ခမတို့ပြောနေတာအမှားကြီးခမပြောတယ်ဗမာတက်ဆိုလည်းမဟုတ်ဘူးအလိမ်ကြီးညာကြီးဘာမှဗမာတက်မဟုတ်ဘူးစစ်တပ်ထဲမှာနာဂအစားရှိတယ်ဟာဗမာကြီးများတယ်ဟာဗမာအများစုနေတဲ့နေရာမှာတော့ဗမာစစ်သားများထူးဆန်းလာတရုတ်အများစုနေတဲ့နေရာမှာလည်းတရုတ်စစ်သားများမှာပေါ့ခမတို့တရုတ်ပြည်ထဲမှာရောခမတို့ဝါရီရှိတယ်တရုတ်ပြည်ထဲမှာလည်းကချင်နေရှိတယ်တရုတ်ပြည်ထဲမှာလည်းပလောင်တန်အန်းပလောင်နေရှိတယ်ခမရရွေးကောက်ပွဲလုပ်လို့ရလားမရတော့ခမရရှီချင်းဖင်ကိုပြောရဲလား ဒါပဲခင်ဗျားစဉ်းစားကြည့်ခင်ဗျားတို့ရှီချင်းပြင်ကိုပြောရင်လို့ဘုံကျုံမရောက်နိုင်ပြောရဲဆိုလို့ရှင်ကျုပ်ကခင်ဗျားတို့ကဒါလေးစားရတယ်လေးစားလို့ရတယ်ခင်ဗျားတို့ကလူမျိုးကြီးတွေလွတ်မြောက်ဖို့ဗျာခင်ဗျားတို့တိုက်ပွဲဝင်နေဆိုတာမျိုးဒါတုတ်ကဒါလေးစားရတယ်အေးလဲဟုတ်တယ်ဟိုပေါ်ရခိုင်ဘရင်နေလက်ထက်ကတည်းကပိုင်ခဲ့တဲ့စစ်တကောင်းကိုတော့တိုက်ကျွန်တော်ရှိတဲ့နေအကောင်ချွတ်ပြီးလူလိုက်မယ်စစ်တကောင်းကိုတော့တိုက်ဘင်္ဂလားဒေ့ရှ်ကစစ်တကောင်းဆိုတာရခိုင်ဘရင်နေလက်ထက်ကတည်းကကလားတွေပြန်သိမ်းထားလို့ဆုံချုံသွားတာအဲ့ထက်မှာရခိုင်ရွာတွေအများကြီးပဲနော် ရခိုင်ရွာတွေအများကြီးပဲတွားတွားသိမ်းချီးသမျှအကုန်စီးတယ်ချီးမှမကြအောင်ချွတ်ပေးလိုက်မယ်အကုန်လုံးနေဆက်စီးကြီးမျိုးတလက်မလောက်မကျော်ရဲဘူးလို့လုံးမလုံးကဲတွားတိုက်ဖို့နေတာဟိုဘက်ကတရွာလောက်သိမ်းပြလိုက်ဘင်္ဂလားဒေ့ရှ်ဘက်ကပြရွာတရွာလောက်ကိုအေးအေးရသိမ်းပြလိုက်ကျွန်တော်တကယ်အမျိုးမျိုးချစ်ပုံကိုယ်တွေဖြစ်ကျွန်တော်လက်ခံလိုက်မယ်မဟုတ်ဘဲနဲ့ဗမာစကားပြောရသူချင်းချင်းဗျာဗုဒ္ဓဘာသာကုက္ကတ်သူချင်းချင်းတတ်တာတော့ဗျာအားမပေးဘူးအဲ့တော့ကျွန်တော်ရခိုင်သားတွေမုန်းကြလဲမုန်းဗျာဗုဒ္ဓဘာသာချင်းချင်းရခိုင် ဗုဒ္ဓဘာသာရှင်ရင်ဗမာစကားပြောတဲ့သူအချင်းချင်းပစိုးထမိန်ဝတ်တဲ့သူအချင်းချင်းတတ်တာတော့အာမပေးဘူး။သွားသိမ့်မှလားကိုကိုစီရမတော်မတရားဟိုရခိုင်ဘရင်မင်းမြတ်တွေလက်ထက်ခရီးကနေပိုင်ဆိုင်ခဲ့တဲ့စစ်တကောင်းတို့မောက်သူသားတို့သွားသိမ့်လေ။ဒေသနာမဟာရေဦး။ဒါပြောတာဒီကအမှန်တရားနော်ခင်ဗျားတို့ကျုပ်ကမုံနေတဲ့ဟာတွေမုံလို့ရတယ်တေအောင်မုံဒါပေမဲ့ ပြန်စင်း10မိနစ်လောက်ပြန်စဉ်းစားကြည့်ဒီကောင်ထမဲ့သူပြောတာဟုတ်လားမဟုတ်လားကိုကံဖုန်ကြားရှင်ဟာဘိန်းတမျှဟုတ်လားမဟုတ်လားပြန်စဉ်းစားအမေရိကန်ကတော့မှအလိုရှိစီးရင်းနဲ့မှပါခဲ့တာဒီကောင်တွေကဘိန်းစားတွေဘိန်းကုန်ကူးရနေပြီးချမ်းသာလာတာဖာဖို့ဖဲလုပ်ပြီးချမ်းသာလာတာဒီဖုန်ကြားရှင်တို့ကဟုတ်လားမဟုတ်လားပြန်စဉ်းစား ဘိန်းကုန်ကူရာနေပြီးတော့မှသူတို့ကိုယ်ကင်ကာဝယ်ဖို့အတွက်ကိုတက်အသေးသေးလေးထောင်တယ်တက်သေးသေးလေးထောင်တဲ့ကနေပြီးတော့နောက်တော့မှဟိုအနေချောင်းအောင်ဆိုပြီးတော့နိုင်ငံရေးအဖွဲ့ကြီးဖြစ်တဲ့ဘာကပအလောက်မှနေတယ်ဘာကပပြုတ်ကွဲတော့ဘာကပဘောတစ္ဆာမရှိဘူးဘာကပဘောတစ္ဆာမရှိတဲ့ခါကလေးကိုကကိုဒီစစ်တပ်နဲ့ပေါင်းပြီးတော့ဆက်ပြီးလှုပ်ရှင်တာလုပ်တယ်အဲ့တော့စစ်တပ်ကအမေရိကန်နဲ့မတည့်တော့သူကအမေရိကန်သူတို့ကိုဝရမ်းထုတ်ကြတဲ့ခါကျတော့အမေရိကန်နဲ့ပေါင်းတယ်ခွန်ဆာရောပဲအကုန်လုံးဘိန်းတမရတယ်ကြီးပဲဒီဘိန်းတမရတဲ့အတွက်ရခိုင်နေသေးပြရတယ်ပလောင်နေသေးပြရတယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့် PDF တွေသေးပြရတယ်ဘိန်းတမရတဲ့အတွက်သေးပြနေတာ စစ်တပ်ကိုမှတ်တော့မချိုက်ဘူးဒေါ်လာနဲ့ဆိုလို့ဟုတ်ပြီကျွန်တော်ပြောမယ်ဟုတ်ပြီစစ်တပ်ကိုဒါအာနာရှင်ပြုတ်ချင်ရေဆိုရင်ဟုတ်ပြီအာနာရှင်ပြုတ်ချင်ဆိုတော့တစ်ဖက်တည်းမသွားနဲ့နော်ဒီကိုကန့်ကိုပိုင်အုတ်ချခွင့်ရနေပြီလို့ဝါကိုပိုင်အုတ်ချခွင့်ရနေပြီလို့ပေါ့ယူချန်လို့ဆိုတာရွေးကောက်ပွဲနဲ့တက်လာရင်သူတယောက်မှမပေါ့ဥက္ကံမော်ပြုတ်ကြည့်သူသူ့ရွေးကောက်ထားလားဥက္ကံမရှောင်းလို့ဥက္ကံမော်တို့နော်အင်ဘန်လာတို့တာပုံးကျော်တို့ဘသူရွေးကောက်ထားတာလဲပလောင်ဘယ်အဖွဲ့အစည်းကနေပြီးတော့မဲပုံးထောင်ခဲ့ဘူးလဲမေးကြည့်ဘယ်ပလောင်ကဘယ်ပလောင်က မဲဘုံထောင်ပြီးဒီလူတွေရွေးထားလဲဘယ်ရခိုင်ကမဲဘုံထောင်ပြီးရွေးထားလဲရခိုင်နေကတော့ရခိုင်နိုင်ငံတော်ကြီးရမယ်ဆိုပျော်တာပေါ့အေးဟုတ်ပြီတိုက်လိုက်လို့ရှိရင်လည်းဗုဒ္ဓဘာသာအချင်းချင်းပဲရခိုင်နိုင်ငံတော်ကြီးလက်ထက်တုန်းကဗုဒ္ဓဘာသာကျင်းတိုက်တာထက်စားလို့ရှိရင်ဟိုဘက်ကဘင်္ဂလားကိုသွားတိုက်တာလေးစားကြရအောင်နဲ့မင်းပါကြီးလို့ပါလို့နော်အခုဘင်္ဂလားဒေ့ရှ်တဲ့ဟိုဘင်္ဂလားဒေ့ရှ်တဲ့ဟိုသွားပြီးတော့ရခိုင်နေပိုင်းနဲ့ရွာတရွာတော့မသိမသိရသေးဘူးအခုကဗုဒ္ဓဘာသာကိုကိုယ်ကျွယ်သူအချင်းချင်းထမိန်ပစိုးဝိတဲ့သူအချင်းချင်း ိုက်နေတာဘလောက်နစ်နာလဲအဲ့တော့ war ဆိုတာကကျွန်တော်ပြောပြီးသွားပြီအင်္ဂလိပ်ခေတ်တုန်းက good war bad war ကောင်းတဲ့ war မကောင်းတဲ့ war ဆိုတော့ခေါင်းဖြတ်ပြီးတော့လူသားစားရဲ့ delay ထုံးကားခဲ့တဲ့နေရာတွေမဟုတ်လို့တရုတ်ပြည်ကလည်းသွားပြီးတော့အုပ်ချုပ်ရေးကိုမမဲရသွားမလုပ်ထားဘူးမြန်မာတွေကလည်းမမဲရသွားမလုပ်ထားဘူးကျွန်တော်ကိုလာပြောနေအဲ့ဒါခင်ဗျားတို့ပထွေးအနောက်ကုန်းမီဒီယာတွေရဲ့ပထွေးအင်္ဂလိပ်ရေးထားတဲ့စာအုပ်ထဲမှာရေးထားတာ good war တို့ bad war တို့ war တွေအကြောင်းကိုတိကျပြုစုထားတာဆေးရုံသွားစောက်ပြီးမှ war တွေက စေုံလည်းမစောက်ချင်ဘူးအုတ်ချိုလေးလည်းမလာနဲ့လိုင်းတက်မှာဘသူလာလာတက်ပြတယ်အားကြောင့်မလို့အဲ့နေရာကိုတော့မသွားဘူးအေးဒါပေမဲ့မားမေထင်းလို့ဆိုရဲဆော့ဒီဝါဆော်ဘွားတွေကကုန်းမောင်ကုန်းမောင်အဲမားမေထင်းဆိုရဲပန်လုံးဆော်ဘွားတို့ဘာလို့ဆိုတာနည်းနည်းလေးကောင်းတဲ့ယဉ်ကျေးတဲ့ဝါတွေရှိတယ်အနှဲငယ်ရှိတယ်မရှိလုံးဝမရှိတာပေါ့အနှဲငယ်ရှိတယ်မားမေထင်းတို့ဘာလို့ရှိတယ် အဲ့ချိန်ကလေးကဒီနယ်မီးတွေတရုတ်လိုလိုမြန်မာလိုလိုတရုတ်လိုလိုမြန်မာလိုပြဿနာတက်တာဟိုတရုတ်ပြည်အင်အားအရန်ကြီးထွားလာတဲ့အခါမှာတော့တရုတ်ကဗာလဲဆိုတော့ဒီဒီမျိုးတွေကိုတရုတ်ကအရန်အင်အားအရန်ကြီးထွားလာတဲ့အခါမှာဒီနယ်ရီကိုသူ့ဩဇာသူ့ရဲ့လက်တံလွှမ်းမိုးကိုစူးစမ်းလာတယ်တကယ်လဲကိုခန့်ဒေတာကမြန်မာတက်လက်အုပ်ချုပ်လိုက်တရုတ်တက်လက်အုပ်ချုပ်လိုက်ဖြစ်နေတာဒါလို့ဘာလို့မြန်မာတွေလက်ထက်ကိုရောက်လဲဆိုရင်အင်္ဂလိပ်ကိုကြောက်လို့တရုတ်ကလက်လွတ်လက်ခဲလက်လွတ်ခဲရတာဒါကိုမကျင်းနဲ့ဘူးထပ်ပြောမယ်နော်ကိုခန့်ဒေတာဒီမြန်မာတက်လက်အုပ်ချုပ်လိုက်တက်လက်တရုတ်စီမှာတက်လက် ရောက်သွားလိုက်ဖြစ်ဖြစ်နေခဲ့တာဝါလည်းအတိုင်းပဲဝါနယ်မြေတွေကလည်းဒီတန်လမြေကြီးအရှိတ်တစ်ချမ်းလုံးနီးပါးလောက်ကတရုတ်လက်အောက်ရောက်လိုက်မြန်မာလက်အောက်ရောက်လိုက်တရုတ်လက်အောက်ရောက်လိုက်မြန်မာလက်အောက်ကျိုင်းလုံးဆိုလို့ရှိရင်ထိုင်းလက်အောက်ရောက်လိုက်မြန်မာလက်အောက်ရောက်လိုက်အဲ့လိုဖြစ်နေတာဒါပေမဲ့အင်္ဂလိပ်လက်ထက်မှာတော့အင်္ဂလိပ်ကိုကြောက်တဲ့အကြောင်းမို့ထိုင်းထိုင်းနေရလဲကျိုင်းလုံးတက်ရှိလက်ကိုတို့တွေကမျက်စောင်းမထိုးရဲဘူးတရုတ်ကလည်းဒီကိုကန့်နေဝါတွေကိုမျက်စောင်းမထိုးရဲဘူးအင်္ဂလိပ်ကအင်အားကြီးတာ ਉਹ ပထွေးအင်္ဂလိပ်ကအင်အားတအားကြီးတာ ਉਹ ဒီအင်္ဂလိပ်ကအင်အားကြီးတဲ့ခါမှာဒီနယ်မြေကိုဆုံးရှုံးခဲ့ရတယ်ဒါပေမဲ့မြန်မာတွေပြန်ပြီးလွတ်လပ်ရေးလဲရလဲရလာတော့ မြန်မာတွေကကျတော့အင်္ဂလိပ်လောက်ကိုတို့ကအင်အားမကြီးထွားတဲ့အတွက်ကြောင့်မို့လို့တို့တွေကဒီနယ်မြေတွေကိုသူတို့ရဲ့ပြောမယ်အစွဲအပွားတွေနဲ့အုပ်ချုပ်နိုင်အောင်သူတို့ရဲ့အစွဲအပွားတွေနဲ့ control လုပ်နိုင်အောင်ကြိုးစားလာတာအဲ့တော့အလံမထောင်ဖိုင်မုံမတင်တဲ့တရုတ်နိုင်ငံလေးတွေဖြစ်လာတယ်မြန်မာနိုင်ငံထဲမှာအဲ့တော့တရုတ်နိုင်ငံထဲမှာရှိတဲ့တရုတ်လူမျိုးတွေကတကားမရှိဒါမရှိဝင်လာတယ်အခုမှဖမ်းတာတိဒီတရုတ်လူမျိုးတော်တောင်းတဲ့ချီတရုတ်ပြည်တွေကိုပြန်ပြီးထည့်ပေးလိုက်ရတယ် တောင်းနဲ့ရှင်တော့ခမရကြီးလူရင်9000လောက်ရှိတဲ့မြို့မှာဟို1000လောက်ကတရုတ်ဆိုတော့ပြောမယ်ဆိုလို့ရှင်တဝက်နီးပါးလောက်ကပြောမယ်တရားမဝင်နေထိုင်တဲ့သူဖြစ်နေတာပေါ့အားလုံးခြုံပြောလိုက်မယ်ဆိုလို့ရှင်ဒီပြောဒီဘိန်းတများတဲ့အချင်းချင်းအာနာလူတွေအပေါ်မှာမြန်မာလူမြန်မာ PDF လူငယ်လေးတွေမြန်မာဒီဟိုပေါ့ rock ဟို rockin သားလေးတွေတည်သွားတာတော့ကျွန်တော်နှမျောတယ်ကျွန်တော်ကတော့နှမျောတယ်ရခိုင်ပြည်အတွက်ကိုဒါအကျိုးဖြစ်သွားလဲအခုဒီမှာဟိုဒီ MND အတွက်တည်ပေးလိုက်ရရခိုင်ထောင်နဲ့ချီရရခိုင်ပြည်အတွက်ဘာအကျိုးရွာလဲ ်ဘယ်နာအကျိုးအမြတ်ဖြစ်ထွန်းသွားလဲကျွန်တော်တကွက်တော့ထောက်ပြစမ်းပါဗမာသီရာရီဝမ်မတာနဲ့เนาะဗမာသီရာကိုဝမ်တာမနေနဲ့ကျွန်တော်ကရရခိုင်သေးသေးဗမာသေးသေးရှမ်းသေးသေးဝမ်မတာကိုဘာလို့အားလုံးပေါင်းမှပြောမှဆိုလို့ရှိရင်လူကြီးကတန်း90တောင်ပြည့်ရှင်တာမဟုတ်ဘူးပင်နမှာအိန္ဒိယတန်းထောင်လေးရတရုတ်ကတန်းထောင်900ဘင်္ဂလားဒေ့ရှ်ကတန်းတရား80နဲ့လူမျိုးကတခါတည်းဘယ်နှစ်ပြောက်မှမသိဘူးဖြစ်နေတဲ့ကိစ္စမှာကိုယ့်အချင်းချင်းသေးတာဝမ်းတာမနေကြနဲ့ ကိုအချင်းချင်းဒေတာဝန်တာမနေဂျာနဲ့ရခိုင်ရလဲမှာလူတွေ2တန်းလောက်ရခိုင်ပြည်နယ်မှာ2တန်းလောက်ပဲကျန်တော့တာဒါတော့မှဟိုပါပေါ့ရခိုင်ပြည်နယ်မှာရှိတယ်မွတ်စလင်ကမွတ်စလင်က2တန်းလောက်ရှိတယ်ပေါင်းမှ3တန်းနီးပါဟိုကိုတဲမှာရှိတယ်ဟိုပါပေါ့ဟိုဘင်္ဂလီနဲ့တောင်မှာပဲဒုက္ခရောက်နေပါတယ်ဆိုမှပဲအချင်းချင်းပြန်ပြီးတော့ဟိုချနေသေးတယ်စဉ်းစားတာကြည့်ရဘယ်တော့အုံတော့မရှိလဲဆိုတာရှမ်းပြည်ဆိုရတယ်ပြောတာဖျားစုရှမ်းပြည်ဝါရီရောကိုကန်နေရောပလောင်နေရောပအုပ်နေရောအကုန်စုနေတယ်အကုန်ပေါင်းမှ9 9တန်းဝါ ဝကိုကံပလောင်နော်အပိုပအိုနော်ဘရနုတောင်ယုံအင်းသားအဲ့လိုလူမျိုးကြီးလားဟု၈မျိုးလောက်ပေါင်းမှ၅သန်းပြည်တာ၈မျိုးပေါင်းမှ၅သန်းနော်အဲ့ထဲကိုတရုတ်၂သန်းလောက်သာဝင်အကြီးခင်ဗျားတို့အကုန်လုံးပို့ကျိုးနေအောင်မှာနိုဝတဲ့ကရှိနေတဲ့ဟိုတရုတ်အားကိုးတွေတရုတ်တပောက်တွေကျွတ်ကျွန်တွေရရှိနေတာဆိုပြီးတော့ခင်ဗျားတို့တရုတ်၂သန်းလောက်လမ်းလျှောက်ဝင်လာတော့ခင်ဗျားတို့ပြုတ်ပြုတ်တယ်အဲရခိုင်ဒီဆိုလဲဘင်္ဂလားနှစ်တန်းလောက်ဝင်လာရင်မျိုးပြုတ်တယ်အဲ့ဒါကိုချင်းချင်းချနေလို့မယ်အအောင်လို့မဆုံး ကိုယ်ချိတ်တိုင်းပြီးချိန်နေကကဘာကြီးကဘဲဟုတ်၊ရွေ့ဟုတ်၊ရွေ့နေမှမသိဘူး။ကဘာကြီးကဘဲဟုတ်သွားလို့သွားနေမှမသိဘူး။စာလည်းမဖတ်ကြဘူး။မိုဘိုင်းလီဂျန်ဆော့ပြီးတော့ဟိုဟာပေါ့မီဒီယာပေါ်မှာခစ်တက်ကရေးတာလေးဖတ်ပြီးတော့တောခုသွားတဲ့ကလေးတွေကိုတော့တနာပါလေ။ဒါကြောင့်ကျွန်တော်ပြောပြမယ်နော်။တခုကျွန်တော်ပြောပြမယ်။ ဘင်္ဂလားတဲကိုလူရနှစ်တန်းကွာမင်းအဲ့လိုဝင်လာလို့ရမလားလို့ပြောရနော်အဲ့ဒီလူမျိုးဝင်လာလို့နိုင်ငံပျောက်သွားခဲ့တဲ့နိုင်ငံကလေဒါဇင်နဲ့ချီပြီးရှိတယ်ဆိုတော့ခင်ဗျားတို့နားလည်ထားခင်ဗျားတို့ကြားဘူးလားကွန်စတန်တီနိုပယ်ဆိုတဲ့မျိုးကြားဘူးလားကွန်စတန်တီနိုပယ်ဆိုတာလောကခရီးရန်တွေကြီးပဲနေတဲ့အရှေ့ရောမအင်ပါယာရဲ့မျိုးကြီးအခုကွန်စတန်တီနိုပယ်ရဲ့မျိုးရဲ့နာမည်ကအစ္စတန်ဘူးလို့ခေါ်တယ် 80ရာခိုင်နှုန်းအစ္စလမ်တူရကီနိုင်ငံရဲ့မြို့တော်လုံးဝမွတ်စလင်နိုင်ငံဖြစ်သွားတယ်မွတ်စလင်မျိုးတွေပဲနေတယ်တာဂက်တွေပဲနေတယ်ဂရိလူမျိုးတွေပိုင်ဆိုင်နေကွန်စတန်တီနိုပယ်မြို့ကြီးကနေရင်းညာချင်းဆုတ်ရှုံးသွားတယ်အာမေးနီးယားကိုကြည့်မလားအများကြီးပဲကမ္ဘာပေါ်မှာကိုယ့်ထက်အင်အားအများကြီးကြီးတဲ့လူဦးရေအုပ်လက်ကြီးဝင်လာလို့နိုင်ငံပြောက်သွားတာတွေအများကြီးပဲ ပါကစ္စတန်နိုင်ငံကလာဟိုးတွေပါကိုကြည့်အောင်မလားမဟုတ်ဟဲ့ရင်တော့ဟိန်းနူတွေအများကြီးရှိတဲ့လာဟိုးကအခုကဟိန်းနူဆိုတာတော်တော်ရှာယူရလာဟိုးဖြစ်သွားပြီထပ်ပြောပြမယ်နော်တရုတ်နိုင်ငံထဲမှာရှိတဲ့မြို့တစ်မြို့တော့တန်း30ရှိတယ်မြို့တစ်မြို့ခြုံကင်းတို့ပါတို့မြို့ကတန်း30လောက်ရှိတယ်အိန္ဒိယနိုင်ငံထဲမှာရှိတဲ့ချန်နိုင်းတို့ပါတို့မြို့ကတန်း30လောက်ရှိတယ်တရုတ်တို့အိန္ဒိယတို့မှာရှိတဲ့နိုင်ငံမပြောဘူးမြို့တစ်မြို့တော့တန်း30ရှိတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဒါကာမြို့ရဲ့လူဦးရေဟာတန်း30ကျော်တယ်အဲ့တော့အဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကဒါကာမြို့ရဲ့စင်ချေဖုံးမှာနေတဲ့ရက်ွက်တစ်ခုစာပဲရှိရကျွန်တော်မြန်မာနိုင်ငံရဲ့တချို့လူမျိုးစုလေးတွေရဲ့ဦးရေဟာခင်ဗျားတို့ဒါဟိုဖြစ်နိုင်ပါမလားဟုတ်ပါမလားလူဆိုတာကချက်လာလို့ရှိရင်ခြောင်တဲ့နေအောင်ရွှေ့လာမှာပဲဘင်္ဂလားဒေ့ရှ်ကနေ့စဉ်ရေကြီးရေရှမ်းမှုတွေဖြစ်နေတယ် ဒါကြောင့်ပုတ်ပြီးပဲဆိုပြီးကဘာနှံ့ဟိုဒီအရှိတောင်အရှာကိုပြန့်နှံ့သွားတယ်ဒီမလေးရှားတို့စင်ကာပူတို့အကုန်လုံးဒီပုတ်ပြီးပဲတွေမရောက်တဲ့နေရာဆိုတော့အကုန်ရှားတယ်အင်ဒိုနီးရှားဆိုအများစုပေါ့နော်ရောက်တာဒါကြောင့်မလို့ဒီပုတ်ပြီးပဲတွေဟာမြန်မာပြည်မှာရှိဒေးဒီရဲတို့ဒီကြော့ခမီးတို့နော်ဒီမွန်ပြည်မွန်တနင်္သာရီကမ်းရိုးတောင် AR တန်းအကုန်ဝင်တာအနည်းဆုံးဖြစ်တဲ့ရခိုင်ပြည်နယ်မှာပူးသီးတောင်မောင်တောဆိုတဲ့မြန်မာပြည်အစွန်ဖျားလေးဟာလူကြီးတန်းတန်းချီပြီးဘာဖြစ်လို့နေထိုင်နေကြလဲဆိုတော့ စင်နာဂျီဘင်္ဂလားဒေ့ရှ်နေနီးလို့အဲ့ဒီဆင်းလာတဲ့လူဦးကြီးအုပ်စုကြီးဟာတဖြည်းဖြည်းအိဆင်းလာပြီးစစ်တွေတို့မင်းပြားတို့အထိမှရောက်ရှိလာတယ်ဆိုတော့အဲ့ဒီဒေသမှာနေသူတွေအသိပဲနော်မြို့ပေါ်ကနေဆင်းလာတဲ့နဲ့ရွာဘက်တွေမှာဘာတွေပဲလဲရှိတယ်ခင်ဗျားတို့စဉ်းစားဒါကြောင့်မလို့ဒီလိုဖြစ်နေတဲ့အခြေအနေမျိုးမှာအေးအေးဆိုတာထထောင်ပြီးတော့ဒီမြန်မာစစ်တပ်ကိုတိုက်တယ်ဆိုတာကျွန်တော်တခါအဲ့ဒီရေးခင်းနေဖြစ်နေတဲ့အချိန်မှာ ဗမာစစ်တပ်ထွက်သွားရင်နဲ့မင်းတို့ချက်စားပြစ်မယ်တဲ့အဲ့လိုမျိုးတော့မှရေးထားတာလေအဲ့လိုမျိုးရေးထားတဲ့ comments တွေကျွန်တော်ဖတ်ဖူးတယ်အဲ့ဒါ2012ပတ်ချလေအခုကအဲ့ချိန်မှာဗမာစစ်တပ်ရှိလို့တချို့လူတွေမျိုးအသက်နဲ့ခန္ဓာအိုးစားမကွဲတာနောက်ကြောင်းဒီမော်မှာကျွန်တော်မတ်တီတာထူကိုတတ်တဲ့ကိစ္စနဲ့ဖြစ်ပြီးတော့ဒါဟိုဟာပေါ့ဘင်္ဂလီနဲ့ဒီဟိုဟာနဲ့ရခိုင်နဲ့အရေးခင်းမှာရခိုင်နဲ့အများကြီးတည်သွားတယ်ဒီကိစ္စမှာစတက်မတော်ကနေအများကြီးကောက်ွယ်ပေးခဲ့ရတာ ဲ့တော့ပြောချင်တာကလူပြိုကြီးခွဲခြားပြီးပြောတာမျိုးမဟုတ်ဘူးနိုင်ငံတစ်နိုင်ငံဆိုတာကသူ့မှာအန္တရာယ်တွေအများကြီးရှိတယ်မြန်မာနိုင်ငံအထူးသဖြင့်တရုတ်နဲ့အိန္ဒိယကြားထဲမှာရှိတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံဒီကုန်းမြေကြီးကတော့မြေကြီးအောက်ထဲကိုမြုပ်သွားစရာအကြောင်းမရှိဘူးဒီကုန်းမြေမှာနေထိုင်တဲ့လူတွေကတခြားပူအင်အားကြီးရဲ့လူမျိုးတွေရောက်လာပြီးတော့ပျောက်သွားမှာ ခမားတို့ရှမ်းခမားတို့ဒီမြန်မာပြည်ရဲ့အရှိပိုင်းတစ်ချက် ARM ကြီးအရှိပိုင်းတစ်ချက်လုံးဝလေမျက်ပေါက်တွေကျင်းသွားပြီးအနောက်ဘက်တစ်ချက်လုံးဝမဲသွားလိမ့်မယ်ခမားတို့သတိထားရခိုင်ပြည်တပြည်လုံးမဲသွားမယ်မဲမဲတော်လွာပေါ့ရခိုင်ပြည်တပြည်လုံးလမ်းလျှောက်ပြီးဝင်လာတာနဲ့အကုန်မဲသက်ခဲကုန်မယ်ဒါထပ်ပြောမယ်နော်ကိုအိမ်သားချင်းမတည့်တာက ိုအိမ်သားချင်းတွေမတဲ့တာကတိုင်းတစ်ပါးကလာပြီးတော့လွယ်လွယ်ကူကူနဲ့ကိုရီးယားနယ်မြေတွေကိုချက်ထွင်သွားဖို့အခွင့်အရေးရတော့တာဘာအန်ယူဂျီတော့မှလည်းမဟုတ်ဘူးဘာ PDF အတွက်မှလည်းမဟုတ်ဘူးဘီယနာပတ်ချလန်နိုင်ငံတွေကသူတို့တက်ကိုအခွင့်ကောင်းရသွားတာရသွားပြီလေအခုရခိုင်နဲ့ဒီမြန်မာစစ်တပ်နဲ့ဖြစ်တယ်ဖြစ်တဲ့ခါကျတော့ရခိုင်တွေအများကြီးကရခိုင်လူငယ်တွေတိုက်နိုင်ခိုင်နိုင်တဲ့လူငယ်တွေဘာဖြစ်သွားလဲစစ်ထဲဝင်သွားကြတယ်ဘယ်ရောက်သွားလဲလိုင်စာရောက်သွားတယ်ရှမ်းမြောက်ရောက်သွားတယ် တကယ်တမ်းခုချိန်မှာဒါအရေးခင်းနေထပ်ပြလို့ရှိရင်ရခိုင်ပြည်ဘသူကဝယ်မှာလဲရခိုင်ပြည်ဘသူကဝယ်မှာလဲဘာလို့ရခိုင်စစ်သားတော်တော်များများကရှမ်းရှမ်းမြောက်နဲ့ကချင်ပြည်နဲ့ရောက်နေလေဒါကြောင့်မလို့ပေါတော့ပေါတော့ဘလက်ဝါတော်မှာဖြစ်တဲ့ခါကျတော့အာလန်ချပြီးတော့အကုန်ဆုတ်ပြေးသွားတာဆိုတော့အင်အားမလောက်လို့လေဟုတ်ပြီအင်အားမလောက်လို့ရှိသမျှတိုင်းတက်စင်အကုန်လူလိုက်စုအကုန်လုံးစစ်တပ်နဲ့တိုက် အတိုင်ဟိုဘက်ကလည်းဗမာလဲသေးရခိုင်လဲသေးအကုန်သေးကောင်းတဲ့ခါမှာပြီးတာပဲအေးတာပဲဟိုဘောအာကစ္စတန်ဖြစ်သွားတာပေါ့နော်အာရဂန်မဟုတ်တော့ဘဲနဲ့အာကစ္စတန်ဖြစ်သွားမယ်နော်ရှမ်းပြည်နယ်ကလည်းတောင်တောင်ယူနန်ဖြစ်သွားမယ်ယူနန်တောင်ပိုင်းပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကကိုအချင်းချင်းနေဘလောက်အန္တရာယ်များနေလဲကျွန်တော်ဒီစကားတွေဘလောက်ကျွန်တော် risk ယူပြီးပြောရလဲဆိုတော့ခင်ဗျစေတနာကိုနားလဲပါเนาะအဲ့တော့ တရုတ်တပည့်ဖြစ်တယ် NUG တွေဟာတရုတ်တပည့်ဖြစ်တယ်ဝါကိုကန်ဝါကိုကန် DDNLA တွေတွေဟာ NUG လောက်ခံမှာမလားစဉ်းစားလေ American တပည့်ဖြစ်တဲ့ NUG လောက်ခံမှာမလားဘလို့မှမဖြစ်နိုင်ဘူးဘလို့မှမဖြစ်နိုင်ဘူးဟုတ်ပြီခုချိန်မှာအခုချိန်မှာနော်မြန်မာနိုင်ငံတနေနိုင်ငံလုံးကလောကစစ်တပ်ကနောက်ဆုတ်ပေးလိုက်ပြီခင်ဗျားတို့ကြည့်ပဲအုတ်ချုပ်ကျင်းတယ်လို့အုတ်ချုပ်တော့ပါလို့လှုပ်ပေးမယ်ဆိုရင်တောင်းပါပဲခင်ဗျားတို့ကဘယ်သူကောင်းဆောင်ပါလဲ အန်ယူဂျီကခေါင်းဆောင်အမှုနောက်ကိုဗာလေဗိုလ်ချုပ်ကမ္ဘောတို့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့လိုက်နာပါမယ်အာဟိုဘကီပေါ့ယူချန်တို့ကလည်းဟုတ်ကဲ့ပါလိုက်နာပါမယ်နေဒါများတို့ကလိုက်နာပါမယ်လုံမလားကဲအန်ယူဂျီကဒေါ်စင်မအောင်ကြီးတို့ဝေဟိုကိုဥဇော်ဝေဆိုးကြီးတို့ရဲ့စကားကိုအာတပတ်လုံးစစ်တိုက်လာတဲ့နေသားများတို့နော်ဘောကျော်ဟဲတို့နော်ဒီဘက်ကပေါ့ယူဥပေါ့ယူချန်တို့နော်ဥကွမ်မော်တို့လိုက်မယ်ထင်လား ခမားတို့ဟိုဒီဒီလက်နက်ကင်ဒီဒီရဲ့ဒီဗိုလ်ချုပ်တွေကခမားတို့စောက်ယူစင်းရဲနဲ့တွင်းထားတာ NUG ကိုစောက်ယူစောက်ပေါ်ထမင်းကျိုးဟင်းကျိုးစင်းရဲနဲ့တွင်းထားတာစောက်ယူစောက်ပေါ်ထမင်းကျိုးဟင်းကျိုးစင်းရဲတွင်းထားတာကလေးကချီစင်းရဲတွင်းထားတာတကန်းကြိုင်ပေါ့ယူချန်တို့ကလည်းဝါဝါပြီမှာရှိတယ်ဥကွမ်မောကလည်းလိုင်ဇာမှာရှိတယ်ခမားတို့မြန်မာနိုင်ငံတော့မရှိခမားတို့အုပ်စုပဲမရှိတာ ဲ့တော့မြန်မာနိုင်ငံเนี่ยမစွန့်ခွာသွားပဲနဲ့ဥက္ကမောကလည်းတိုက်တယ်မြန်မာနိုင်ငံเนี่ยမစွန့်ခွာသွားပဲနဲ့တာဖုံးကျော်တာအိုက်ကျော်လို့เนาะဒီဘက်ကဥပောက်ယူချမ်းတို့ဥဒီဟိုဟာပေါ့ဟိုနေသားများတို့เนาะ프로ဆော့ဒေါနီတို့ကတိုက်ပြီးတော့ထွက်ပြေးသွားတဲ့ခင်ဗျားတို့ကိုအစိုးရတင်မယ်ဟုတ်လားဟမ်ဟမ်ယူနေလားခင်ဗျားတို့ထမင်းစားပြီးကြည်လားကြီးစားကြည်လားမဟုတ်နားလဲရောလीအဲ့လားတော့တို့တော့နောက်နောက်ကနေလိုက်နေတဲ့လူတွေလည်းနားနဲ့နားလဲလीအ ဒီတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေကဥအေးဥထမြဲ့နေတဲ့နန်းတို့ကဟုတ်ကဲ့ပါခင်ဗျာဥဇော်ဝေးဆိုဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါသမနာကြီးလေးစားပါလေလုံမယ်ထင်လို့လားခင်ဗျစဉ်းစားကင်မရာမှာအမေအမေမွေးကလေးပါလိုက်အုံနောက်ရှိတယ်စာရီတင်ထားတယ်ခင်ဗျတို့အင်တာနက်ကိုထောက်ခောက်ပြီးရှာကြည့်ခင်ဗျပြောတော့ကျုပ်ပြောတော့ဟုတ်လားမဟုတ်လားမြန်မာနိုင်ငံထဲမှာနေပြီးတော့လက်နက်ကင်အင်အားတွေ2000ကနေ3000ကိုဥဆောင်နေတဲ့ဒီတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေက NL ဒီ NUG ပြောတဲ့စကားကိုနားထောင်မယ်ဆိုခင်ဗျားတို့ပြောလိုက်မယ် NLD ပြောတဲ့စကားတော့နားမထောင်ခဲ့တာခင်ဗျားတို့ NUG ကိုနားထောင်မယ်လို့ထင်နေကြတဲ့မြန်မာပြည်သူတွေကထင်နေကြတဲ့ခင်ဗျားတို့ NUG ကလူတွေရောအဲ့ဒါစောင်းရသည်အိမ်မက်မက်နေတယ်ခင်ဗျားတို့ကခင်ဗျားတို့ကဟိုပါပေါ့ဟိုကလေးတွေလိုမျိုးဖြစ်နေတာခင်ဗျားတို့က